အားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာအခုတင်ဆက်ပေးမှာကတော့ချီချီပလပေါင်းရဲ့ပတ်စဉ်တင်ဆက်နေကြသာပိတံအစီအစဉ်လေးမှာဆရာတန်းတင်ရေးသားတဲ့စိတ်ကန်ရေဒီယို7 SC ကိုဖတ်ပြပေးမှာဖြစ်ပါတယ်စိတ်ကန်ရေဒီယို7 EARI တန်လွင်ချင်းတွင်စစ်တောင်းမှသည်အနောက်ဘက်ကစ်ပါနယ်တီတချို့မြေတကြောမှာ ရက်လာများစွာကျွန်တော်စုံကြည့်စမ်းကြည့်တချို့မျက်စိကဦးမှာကိုပုံတို့ပတ်စလေးတွေကို ကိုယ်တိုင်ထမ်းလို့ပို့လို့ကျွန်တော်ကူကြည့်တမ်းကြည့်တချို့မြစ်ပြင်ကျွေးရင်များတွင်တော့တစ်နှစ်တန်သည်နှစ်နှစ်တန်သည် တူတူတတိလေးကျွန်တော်အိတ်နေဖြစ်ခဲ့ပူပါလိကျွန်တော်နှလုံးသားတွင်အလှပဆုံးအကြည်လင်ဆုံးအမတ်ရနေသော ပင်လယ်ကမ်းကြီးများမြင်များချောင်းများနဲ့ဆက်ဆက်၍စိတ်ကြရီကိုရည်ဖြစ်ခဲ့ခြင်းဖြစ်ပါသည် ျွန်တော်ဤမမေ့လွယ်မဖြောက်လွယ်သောအမှတ်တရတော်တော်များများမှာထိုစိတ်ကမ်းလေးများနှင့်အနီးဆက်ဆုံးနေရာများတွင်ဖြစ်ခဲ့ပြက်ခဲ့တတ်သည်ကလည်းကျွန်တော်တိုင်းနှင့်ကျွန်တော်ကံဟုဆိုရမည်ထင်သည်။ဟိုမှသည်ဒီမှသည်တွားကြလာကြကံကိုကတ်ကြပြန်လေထွက်ခွာကြသောစိတ်ကမ်းလေးများထိုစိတ်ကမ်းလေးနှင့်မနီမဝေးမှတဲလေးတလုံးထိုတဲလေးထဲမှသူလွင့်ကျင်ရအတန်ကိုလွှင့်သူဆိုကျင်ရတခြင်းကိုဆိုနေတတ်သောလူသားရီယူလေးတလုံးထိုအကြောင်းအချက်သည်ပင် ချစ်ကဲရေဒီယို၏ရည်ရွယ်လိုချင်ဖြစ်ပါသည်ရေဒီယိုဆိုသည်ကသူသဘောသူဆောင်တတ်သောပစ္စည်းတစ်ခုဟုကျွန်တော်ထင်သည်ကိုနားထောင်ကြည့်ပြန်ပြီးအတန်လှည့်ခိုင်းလို့လည်းမရနားမထောင်ချင်သောအခါကြော်ပြစ်ရက်ပြစ်လို့လည်းမရတခါတလေများဆိုရင်အလွန်ပြင်းရည်ညင်းဝေဝဲဇက်သွားဇက်လာများကို သူများနားထောင်ခြင်းမမ်းမသိနားမထောင်ခြင်းမမ်းမသိသူခမရမျက်ရည်တဝေဝေနှင့်ပင်တင်ဆက်နေပြန်သည်မိုးလေဝသမကောင်းသည့်အခါမျိုးတွင်တော့ ရေဒီယိုလေးအတန်တိတ်သွားရသည့်အခါများလည်းရှိနေတက်ပြန်ပါသည်ကျွန်တော်ရှိခဲ့စဉ်ကကျွန်တော်နေထိုင်ကိုးကုခဲ့သောစိတ်ကမ်းလေးများမှာတာယာအေဂျင့်ကြသည်ကများပါသည်မြေချောင်းများတစ်လျှောက်လည်းသူ့အလှနဲ့သူသူ့ဘဝနဲ့သူအစဉ်ကွဲအမြင်ကွဲလင်အောင်မှအလှကတော့ပြတ်သွားတတ်သည်မရှိဟိုးအရင်နှစ်များကတခါတရံတချို့စိတ်ကမ်းလေးများထံကျွန်တော်သတင်းလှမ်းမေးဖြစ်ပါသည်အဝေးသတင်းမှပင်ကျွန်တော်ထင်သလိုလှနေကြစေတာယာကြည်လင်နေကြစေဖြစ်ကြောင်းသိရသည် အခါခွင့်သေးသည့်အခါပြန်သွားမည်ဟုတိမှတ်ထားသောစိတ်ကံလေးများစဉ်ကျွန်တော်တွင်ဒုနယ်သည်ရှိခဲ့ပူပါသည်။သိမကြသေးခင်ယတရ၌ကိုကျော်လင်ကကျွန်တော်ကိုတချင်းတဖို့လာဖွင့်ပြခဲ့သည်။ကျွန်တော်လေးစားရသောကျွန်တော်ကရခိုင်မြို့မှငင်းဟုဂုံပြူမှတ်တမ်းထင်ထားရသောကိုသန်းမောင်၏တချင်းဖြစ်သည်။တချင်းလေးကချစ်စရာကောင်းလိုက်တာဗျာဟုကျွန်တော်ပြောပြီးဂီတဝါဒနာဦးကိုကျော်လင်တို့မိသားစုနှင့်စကားပြေပြောပြခဲ့ကြပါသည်။နိုင်ငံရေးများအကြောင်းစစ်မှတ်ပြဿနာများအကြောင်း ဟိုးရင်သူနဲ့ကျွန်တော်တို့အဖွဲလိုက်ကြီးဆိုခဲ့ကြပြောခဲ့ကြသည်ဟန်တာပင်လေအောင်မှစိတ်ကန်းလေးများအကြောင်းတဝါကြီးပြောဖြစ်ကြဖုံးတွေလည်းစိတ်ကန်းလေးများထံလှက်ဆက်ဖြစ်ကြသည်စိတ်ကန်းလေးများထံမှအရင်လိုလှပသောသတင်းများပြန်မကြားရတော့သည့်အခါဝမ်းနည်းမိရသည်နမယ်ပြက်နေသောမြင်များအကြီးတန်းခဲ့ရပြီဖြစ်သောစိတ်ကန်းများအချိုးနိုင်မဆိုးနိုင်တော့သည့်သချင်းများထွေခဲပြီပုံများနှင့်စီချိုးဝါပြက်ခဲ့ရသောနှကမ်းများတနိုင်ငံလုံးရှိ ဗဲမြစ်ဗဲကမ်းမှာမตาရမလှပနိုင်တော့သည့်ခစ်ဆိုးတစ်ခုကိုအလုံးကြုံတွေ့နေကြရပြီ။နောက်ရက်များတွင်လည်းကိုသန်းမောင်၏ဘုဘူသချင်းကိုကျွန်တော်ရက်ဆက်နားထောင်နေဖြစ်ခဲ့သည်။ဘာမှထူး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 အညွန့်အကွန့်တွေးစရာ ခေါ်စရာများပါဝင်သည့်သချင်းမဟုတ်တော့လေကျွန်တော်တဆိုင်မမတ်နားထောင်နေဖြစ်ခဲ့ပါသည်။ထိုကြည့်နူးစရာပျော်စရာချစ်စရာသချင်းလေးကိုနားထောင်ရင် ကျွန်တော်နာကျင်ဝမ်းနည်းမိရသည်။တစ်စစ်စစ်ဖြင့် တင်မြင့်မြင့်ဖြစ်ကိုကြည်ခွဲနာကျင်လာမိပြီအချင်းကတောသလေးအရက်တလေးတစ်ခုမှဖြစ်နေကြဖြစ်စဉ်လေးတစ်ခုကို9နှစ်6နှစ်အရွယ်မိမလေးကဆိုပြပြောပြနေရန်ဖြစ်ပါသည်နေဘက်ဒေသများတွင်ညဘက်တတရရအချင်း၌အဖေမီတို့နှင့်ဖိုးဖွားအိမ်ကိုသွားလေကြဘာကြီးတို့ကြီးတော်တို့နှင့်စုကြဆုံကြဦးလေးမိသားစုကမောင်လေးတွေ အကူအမတွေနဲ့ဝိုင်းဖွဲ့ကြသည်ကမြည်သည့်ဒေသတွင်မဆိုရှိကိုရှိကြပါသည် ကုသန်းမောင်ကြီးတချင်းထဲမှာရခိုင်မာလေးဘူဘူးကတော့ဖြင့်ထိုတို့မိသားစုများစုံကြပြီဆိုလျင်ဖိုးကခြင်းမဲကခြင်းစိတ်ကို ချိုးနိုင်လို့မရပါတဲ့အမရေကြီးတို့ရဲ့ထမင်းကိုအငိမ့်မီသမီများဘလာထမင်းဝှက်သလိုမနိုင်တနိုင်ဝှက်လို့အားလုံးကိုသူကပြမိအကြောင်းတကယ့်ဇပွဲကနမေကျော်မင်းသမီးမမများလို့ကပြမိအကြောင်းဖြင့်စတင်ကြီးကြပါတော့သည်ဖိုးဖိုးတို့ဖွားဖွားတို့ဦးလေးရောအတော်ရော အကူအမရေရောအလုံးလက်ခုပ်ကိုညီညီညာညာတီးပေးကြစမ်းဟု အမိတ်စပေးပါတယ်လက်ခုပ်တီးပေးကြပါအချင်းဆူပေးကြပါဟုအောက်ကြခံပွဲငားလိုက်သောမင်းသမီးမျိုးမဟုတ်အာကချစ်စရာအငိတ်မင်းသမီးလေးဘူ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 ကအငယ်ဆုံးအထွေးဆုံးမြင်းမာလေးဖြစ်မိလားမသိအလိုလိုက်ခံအချစ်ခံ ခက်ဆူဆူလေးဖြစ်မိခြင်းသည်ဖူဖူကပါဇက်ဆိုင်တီးပေးအောင်လေးဆိုပြန်လျင် ကိုရကြီးငုံလို့ဖူဖူခမရဘလုံးပွေးပါဇက်ဆိုင်တီးပေးရပြန်သည်ဦးကြီးဦးလေးနဲ့အကိုလေးတို့အဖွဲ့ကိုလည်း ရွှေမင်းသမီးလေးဘူဘူးကအလုံးမပေးပြန်ပါသူ့သချင်းကိုတန်တန်ဟာမိုနီလိုက်ရမည်ဆိုပါသဖြင့်ဘူဘူး၏မျက်စောင်းထံမှလွတ်အောင်ရရေမောမောဟာမိုနီလိုက်ကြရပြန်ပါသည်ဘူဘူးကြိုက်သည့်ဟာမိုနီကဘယ်မင်းသမီးတွေဘလောက်ကတာတော်တော်မတို့ရဲ့ဘူဘူးလေးကတာအလားဆုံးအရင်ဆုံးဟေးတဲ့သချင်းကထူမြတ်သာဖြစ်ပါသည်စိတ်ကမ်းများစွာရက်ရွာများစွာတွင်ယခုလိုမြင်ကွင်းမျိုးဘူဘူးတို့လိုမိသားစုလိုပွဲများစွာကျွန်တော်ဖြတ်သွားဖြတ်လာမြင်ခဲ့ရ ြည်နူးခဲ့ရဘူးပါသည်ရင်းနှံစီမိကွက်လေးတွေမိတုံမိတုံနေဖြစ်စေဖျောင်းနိုင်မိတော့လေးတွေရင်းထိုးနေခြင်းစွာနှင့်ဖြစ်စေဘက်တရီမိချောင်းပြာမမှုန်လေးတွေအောက်မှာဖြစ်စေအပူပင်ကင်းစွာရင်မောပျော်ရွှင်နေကြသည့်မိသားစုအငြိပွဲလေးများကိုတပွဲမကနှစ်ပွဲမကရာထောင်မကကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ကြုံခဲ့ဘူးပါသည်ကျွန်တော်ဒီပင်စိတ်လိုလက်ရဘူးဘူးအတွက်လက်ခုပ်တီးပေးရသည်ရောဘူးဘူးအလှဆုံးဟေးဟုလက်ခောက်မှုလို့ဟာမိုနီလိုက်ပေးရတာရော ခဏခဏကြုံမှုခဲ့ပါသည်ကာလာကြီးတစ်ခုလုံးပြတ်သွားပြီးသည့်နောက်ခစ်စပါနေဒီစိတ်ကန်းလေးများမှဘူဘူးတို့တွေကပြည့်ဆူပြေးကြသည်လားကျွန်တော်မသိကရင်နော်နဲ့ကရင်ခညီကိုနှစ်ယောက်ဓာသွေးခဲ့ရာမြစ်ဆုံကြောင်းမြတ်မှသည်ဆရာဝီခေါင်ဤကျွန်တော်ကြိုက်သောတင်မောပြက်ကပြားဖြစ်ဒီရာနောင်တလောယွာနာကဘူဘူးတို့လည်းဖူဖူပွားပွားစုံစုံညီညီကပြည့်ကြတော်မူမထင်တာဇလက်ပန်းတဝေဝေနှင့်ကျွန်တော်တဲခုနေထိုင်ခဲ့သောဦးလေးကြီးဆွန်ထိတ်တုံဤမြေး ချင်းမကလေးဘူးဘူးတို့ရောသခိုင်းကဘူးဘူးတို့ရော သူ့လေပင်ကကြီးကွင်းကိုကျွန်တော်သွားကန်ပြီးစတိုင်းအန်ကျိတ်ရန်တွေ့တဲ့ဒီဒီမော့ဆိုနာကရွာသူဘူးဘူးမူစားလေးတို့ရောကျွန်တော်ချီချီခဲ့သည့်စစ်တောင်းမြေကန်လက်တံကင်းရွာကဘူးဘူးတို့ရောရေလေးရွာကဘူးဘူးတို့ရော မတိုးခင်ရွာလေးမှာရောကမွန်းချုံရွာလေးကဘူးဘူးတို့ရောမိစုံဖဆုံအကိုဆုံအမဆုံအဖိုးဆုံအဖွားဆုံဆုံကြပါသေးရဲ့လား မိသားစုတွေစုံဖြည့်ကြပါသေးသလားကျွန်တော်မသိကျွန်တော်သိလည်းမသိချင်တော့ပါကျွန်တော်မပြောရှင်ပါနိုင်ငံအနှံ့ပြားမှာဘူဘူလိုဖူဖူဖောဖောပေါင်းများများစွာသည်လဲစုံဖြည့်ကြကဖြည့်ကြပါဇက်ဆိုင်နဲ့လက်ခုပ်အငိမ်ပွေးလေးများကြည်ညူးပျော်ရှင်ကြမည်မထင်တော့ပါရှိလရှိကကရရှိလာတာပတာရှုံးလို့ကံရတာ

အခုနားဆင်ကြရတာကတော့ဆရာတန်းတင်းရဲ့စိတ်ကမ်းရေဒီယို71 SCV ဖြစ်ပါတယ်။ဒီအစီအစဉ်လေးကိုတနင်္ဂနွေနေ့ည7:00နာရီတိုင်းမှာတင်ဆက်နေကြမှုစောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ။ကျွန်တော်나ကြီးပါ။